ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရန်ကုန်သွန်းဆိုင်ကာတွန်းချန်နယ်လေးမှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးဖွင့်ပြီးကြည့်ပေးကြဖို့တောင်းဆိုလိုက်ပါရစေ။ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ကာတွန်းပုံမြင်လေးကတော့မိသားစုကြီးနဲ့နေရတာကြိုက်တဲ့ချွေးမလေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရစေ။နန်တီဘောလို့ခေါ်တဲ့အရန်ကမှနှာပါတဲ့ရွာလေးတစ်ရွာရှိပါရစေ။အဲ့ဒီရွာလေးမှာရာဗီဆိုသူဟာစီတာဆိုတဲ့သူ့ရဲ့မိန်းမဖြစ်သူနဲ့အတူနေထိုင်ပါရစေ။ ရီယာဆိုတဲ့အသက်20ရွယ်တမိလေးတယောက်ရှိပါတယ်။ရီယာက အရွယ်ရောက်လာပြီဖြစ်တဲ့အတွက်ရာဗီဟာ သူမရဲ့အင်ဂျင်ရဲ့အတွင်းစိုးရင်ပူပန်နေပါတယ်။ဒီနေ့မှာတော့တမိရေအဖေခေါ်လာကြားရလား။ရှင်မလို့ဒီလောက်အော်ခေါ်နေရတာလဲ။မင်းမေ့နေပြီလား။တမိလေးကိုအစ်စ်မြင်ခိုင်းတာပါ။ဂရုံးရဲ့မိသားစုတွေတမိလေးကိုတွေ့ဖို့လာကြပါလိမ့်။ရီယာဟာသူမအဖေစကားကိုကြားလိုက်ရတဲ့အခါမှာတော့လန့်သွားခဲ့ပါတယ်။အဖေ ကျမကိုလက်ထပ်ပေးခြင်းနဲ့ဆိုရင်လက်ထပ်ပေးပါတခုတော့ရှိတယ်လက်ထပ်ပေးမှတစ်ဖက်အိမ်က ကြီးရမယ်ဘာလို့ဆိုဒီအိမ်မှာကျမတို့မှာမိသားစုက၃ယောက်တည်းရှိတာလေပြီးတော့အိမ်ကသိမ့်စိတ်နေကျမကြောက်တယ်ဒါကြောင့်အိမ်မှာလူများနေမှကျမပျော်နိုင်မှာဒီတော့အိမ်ကတောက်ပနေမှဖြစ်မှာလေတမီးလေးစိတ်မပူပါနဲ့လူတွေမနှက်ပြန်လာကြလိမ့်မယ်သူတို့မိသားစုကကြီးတယ်တမီးစိတ်ကူးတော့မရှင်နိုင်ဘူးထင်တာကတပိုးပြီးကြီးမားပါတယ် ဒါကိုကြားပြီးနောက်ရီယာဟာပျော်ရှင်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ကရုံးရဲ့မိသားစုတွေဟာရီယာကိုလာတွေ့ကြပါတယ်။ရီယာဟာအားလုံးကိုလက်ဖက်ရည်နဲ့အဲ့ခံခဲ့ပါတယ်။ပြီးတဲ့နောက်ကြီးမားတဲ့မိသားစုကိုတွေ့ခဲ့ရတဲ့အခါမှာတော့သူမအယံကိုပျော်ရှင်သွားခဲ့ရပါတယ်။ဒါကသူမရဲ့ပထမဆုံးအကြိမ်မိသားစုကြီးကိုမြင်ခဲ့ရတာမူပါ။ဆက်ရှင်လို့ခေါ်တဲ့ကောင်လေးဟာရီယာကိုမြင်မြင်ချင်းမှာပဲတဘောကျသွားခဲ့ပါတယ်။ပြီးတော့ရီယာဟာလည်းဆက်ရှင်ကိုတဘောကျခဲ့ပါတယ်။ ဒီနောက်ရအနေငယ်ကြသွားတဲ့အခါမှာတော့ session ဟာ priya နဲ့လက်ထပ်သွားခဲ့ကြပါတယ်လက်ထပ်ပြီးနောက်သူမရဲ့ရခမအိမ်ကိုလိုက်လာခဲ့ရပါတယ် session ရှင်ရလူတွေကျမကိုလာတွေ့တော့ကလူဆယ်ယောက်ပဲလာတယ် priya တကယ်တော့အကြောင်းကငါတို့မင်းလာခဲ့တော့ကအချင်းဦးလေးနဲ့ဦးလေးမိသားစုတွေကဘန်ဂလိုမြို့မှာလေဒါကြောင့်မလာနိုင်ခဲ့တာဒါပေမဲ့အလုံးကဒီလိုလာတဲ့အခါမိသားစုကအယောက်90လောက်ဖြစ်သွားတယ်။ဒါတွေအလုံးကြားပြီးနောက်ရီယာအားတင်သွားခဲ့ကြပါတယ်။လူအများကြီးကို တွေးခဲ့ရတော့ လူအများကြီးနဲ့ပါတီပွဲရောက်နေလို့တောင်ခံစားရတယ်။နောက်တစ်ရက်မှာတော့ပထမဆုံးမိဖို့ကြောင့်ဝင်ရမယ့်နေ့ရောက်ရှိသွားခဲ့ပါတယ်။အမေ၊ကျမမိဖို့ကြောင့်ဝင်ရမယ့်ပထမနေ့မှာဘာချက်ပြုတ်ရမလဲ။ချွေးမလေး၊နင်းချက်တတ်တဲ့ဟာပဲရမှာစုချက်လို့ရပါတယ်။ချက်ပါ။နင်းချက်တာဘာပဲဖြစ်ဖြစ်ငါတို့စားမှာပါ။ဟုတ်ကဲ့ပါအမေ။အားလုံးအတွက်ကောင်းမွန်တဲ့နေရာတစ်ခုစီစဉ်လိုက်ပါမယ်။ရီယာဟာအမြန်မဲမိဖို့ကြောင်းဝင်သွားခဲ့ပါတယ်။ဝယ်ထားတဲ့ဟင်းသီးရွက်တွေကိုတွေးခဲ့ရတဲ့အခါမှာတော့ ငါစီတာပဲလာလို့ရင်ခဲဟွာစားမှာမဟုတ်ဘူး။ဘူဒီယန်ချက်မယ်ဆိုရင်လည်း तू မစားဘူးလို့သိထားတယ်။ဒါဆိုခရမ်းနည်းတွေအများကြီးနဲ့ဘလို့ချက်ရင်ကောင်းမလဲ။ရူဒီလုံးမယ်ဆိုလည်းနှစ်ခုလောက်လုပ်ရမလဲ။ရီယာနင်ဟာနင်ရောက်ကမတွေကိုပြောစီခြင်းခဲ့တာမှန်တယ်။အခုနင်သိရမယ်။နင်ရူဒီတွေအများကြီးလုပ်ရမယ်ဆိုရင်နင်ပါနင်ပါလုပ်မလဲရီယာ။ငါပါလုပ်ရမလဲ။အားအများကြီးတုံးစရာမလိုပဲနဲ့အမြန်ဆုံးချက်နိုင်မယ်ဟာဘာဖြစ်နိုင်မလဲ။ရီယာဟာဟင်းနှီးရွက်တွေကိုအမြန်ပြင်ဆင်ပါတယ်။ အားလုံးကစားဖို့အတွက်အပြင်မှာစောင့်နေကြပါတယ်။ရောင်မကြီးကျမဘာအရန်စာနေပြီ။စားစာတွေအမြန်ကြီးလာပါတော့ချွေးမအစ်စ်ကလေးကစားစာတွေယူလာခဲ့ပါတယ်။အားလုံးအတွက်အသီးအရွက်တွေ ရောကြော်ထားတဲ့ထမင်းကြော်ကိုပြပေးပါလေ။ဒါကဘာလဲချွေးမလေးထမင်းလား။အဲ့ဒါထမင်းမဟုတ်ပါဘူးအမေ။အဲ့ဒါအသီးအရွက်ထမင်းကြော်လို့ကျမအမေခေါ်နေကြပါ။ကျမအကောင်းဆုံးလှုပ်လာခဲ့ပါတယ်။ဒါကြောင့်ဒါကကျမရဲ့ပထမဆုံးမိဖို့ကြောင့်ဝင်တဲ့နေ့မှာအားလုံးပြင်ဆင်ပေးခဲ့တဲ့အရာပါ။ ။"အိုးဖယား၊ဘာလို့ဒီလိုပြောနေရတာလဲ။ချွေးမလေးကချစ်ချင်းမေတ္တာတွေနဲ့လှုပ်ပေးခဲ့တဲ့ဥစား။ကဲ၊ဒါတော့ပဲစားစု။မင်းကျော်ကရမ်းကောင်းတယ်။ဒါပေမဲ့ညနေကျရင်တော့တကူကူတော့လှုပ်ပေးပါ။အားလုံးအတွက်ပဲနဲ့ပါနင်းပူလီလှုပ်ပေးပါဦး။"ဆဲမဘူပါနဲ့အခုကျမရောက်လာခဲ့တာအားလုံးအတွက်အရသာရှိတဲ့ဟင်းတွေချက်ပေးဖို့ပါပဲ။ရှင်တို့ရဲ့လက်ချောင်းတွေတော့အနားပေးရမှာမဟုတ်ဘူး။သူကသူ့ကိုယ်သူဟင်းချက်တာကောင်းတယ်လို့ထင်နေခဲ့တာပဲ ဒါပေမဲ့ तू မသိတာက तू မငါတို့ထောင်ချောက်တယ်မိတော့မယ်ဆိုတာကိုပဲအခုအစားအသောက်ချက်ပြုတ်နေရင်အချိန်တွေကဘူးဆိုးလာတော့မယ်ဒါပေမဲ့ကောင်းပါတယ်လीညနေခင်းမှာတော့ရီယာဟာမိဖို့ကြောင့်လည်းပြန်သွားခဲ့ပါတယ်အားလုံးအတွက်ညစာစတင်ချက်ပေးခဲ့ပါတယ်လူအများကြီးအတွက်ပဲနဲ့ cheese တွေပူရီတွေလုပ်ပေးခဲ့ပါတယ်အမေပဲနဲ့ cheese ပူရီတွေရပါပြီအားလုံးစပွဲမှာထိုင်ကြပါရီယာသမီး ။တမီးလက်မှာမော်ဆန်းတွေများရှိနေတာလားတကယ်ပဲအားလုံးရဲ့နှလုံးသားကိုအေးပြောစေတယ်။ဒီနေ့တနေကုန်ချွေးမငယ်လေးရဲ့တိုင်လုံးသွေးအစားအသောက်တွေချက်ပေး။မင်းပြောတာမှန်တယ်ချွေးမလေးကဖျားပေးတဲ့ဆုလက်ပဲ။အဖေနဲ့အမေကျမကငငယ်လေးကလေးကတိတ်ငယ်တဲ့မိသားစုမှာနေလာခဲ့တာပါ။ပြီးတော့ကျမမိသားစုကလူနေတယ်။ဒါကြောင့်ဒီလိုမျိုးမိသားစုကြီးမှနေထိုင်ခွင့်ရတာ၊ချွေးမွေးခွင့်ရတာကျမအတွက်တိတ်ကိုပျော်ပါတယ်။ဟုတ်ကဲ့ပါ။ဗီဒီယိုလေးကိုဆက်မကြည့်ခင်မှာ ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးသွားဖို့တောင်းဆိုလိုက်ပါရစေရှင်။ဒါပေမဲ့အမှန်တကယ်ကတော့ဒီလိုမျိုးမိသားစုကြီးနဲ့ तुम ညီငွေလာခဲ့ပါတယ်။တခါတလေတစုံတစ်ယောက် तुम ရဲ့အခန်းထဲကိုဝင်လာရင်တခါတလေတစုံတစ်ယောက်ကစားဖို့တစ်ခုခုခိုင်းရင် तुम အယောင်ကိုပင်ပန်းလာခဲ့ပါတယ်။အခုစင်းရတဲ့ရီယာဟာမနက်ကနေညနေထိထမင်းမဲ့ချက်နေခဲ့ရပါတယ်။မိသားစုဝင်တွေအားလုံးကလည်း तुम ရဲ့အစားအတောက်ကိုချီးမွမ်းနေခဲ့ကြပါတယ်။သူတို့ရဲ့မိသားစုတွေကချွေးမအနေနဲ့ စားတောက်တွေကိုအလကားချက်ပေးနေလို့ပါပဲအရင်ကအိမ်မှာအိမ်ကူတယောက်ရှိပါတယ်အခုတော့ရီယာဟာတမိသားစုလုံးအတွက်တယောက်တည်းချက်ပြုတ်ပေးရပါတယ်တမိလေးရီယာဒီနေ့အိမ်ကိုအမေတို့ရဲ့ရွေးရအမျိုးတွေလာကြလိမ့်မယ်ပြီးတော့သူတို့ကတမိချက်တဲ့အင်းကိုစားကြလို့တဲ့အရင်ကတော့ဘယ်သူများအေးဆိုင်ပြီးငါ့ကိုလာကြည့်ကြလို့လဲဟုတ်ကဲ့အမေကျမလူပနေရစာချက်ပြုတ်ရမလဲအယောက်80စာဒါတို့ကြားပြီးတဲ့နောက်မှာတော့ရီယာရှော့ရသွားခဲ့ပါတယ်ဒီလိုမိသားစုမျိုး ဘလို့တီထောင်ခဲ့ရလဲဆိုတာငါနားမလည်နိုင်တော့ဘူးဘလို့ပဲပြင်ထားလိုက်ပါတော့ငါချက်ပြုတ်ရအောင်မယ်ရီယာဟာမိဘစုံနဲ့ဝင်သွားပြီးပြောဆိုနေပါတော့တယ်ဒီနေ့တော့မိသားစုကြီးဖြစ်ရခြင်းရဲ့အကျိုးဆက်တွေကိုသိလိုက်ရပြီဒီလောက်နှစ်တွေအများကြီးငါငါမိသားစုမှာဒီလောက်အစားအသောက်အများကြီးမချက်ဘူးဘူးအခုတော့ဘလို့ပဲဖြစ်ဖြစ်ရီယာဟာတီးဆောင်ထမင်းကြော်ကိုအိုးကြီးနဲ့ချက်ပါတယ်အခုတပတ်လုံးစာသူမဟာမိသားစုအားလုံးနဲ့ဧည့်သည်တွေအတွက်အမြဲတစေချက်ပြုတ်ပေးနေရပါတယ် ပူပြင်းတဲ့နေရာဒီမှာလည်းဧည့်သည်တွေအတွက်ချက်ပြုတ်ပေးရပါတယ်။တနေ့မှာတော့ရီယာဟာချက်ပြုတ်နေရင်မိလဲချသွားခဲ့ပါတယ်။ဆာချန်ကြီးခမရဲ့မိမမုံဆိုင်မှာလှုပ်လှုပ်တာလား။ဘာလို့ဆိုသူမရဲ့ကိုကဟင်းကအမွေးကြိုင်နဲ့စီနှံ့နေရနေတယ်။မဟုတ်ပါဘူးဆရာအဲ့လိုမဟုတ်ပါဘူး။ကျွန်တော်မိမကဟိုတယ်မှာလုပ်တယ်ဆိုတာဒါပေမဲ့တခါလေကျမိဖို့ကြောင့်မှအချိန်များစွာကြာကြာချက်ပြုတ်တဲ့လူတွေကဖြစ်တတ်တယ်။ဆရာဝန်ဟာရီယာကို နှစ်ရက်စေုံမှာနားနေခိုင်းပါတယ်ပြီးနောက်အိယာထဲမှာပဲနားနေခိုင်းပါတယ်ဒါရီအားလုံးကအမရီပါငါချွေးမငယ်လေးကလှုပ်တဲ့အားလုံးခိုင်းခဲ့မိတာအမကြီးကတော့မခိုင်းမဲနဲ့ငါငါသမီးကိုလည်းဝင်မကူခိုင်းခဲ့ဘူးငါချွေးမလည်းတက်ရှင်နေသေးတာပဲကျေးဇူးတင်ရမှာရက်နေငယ်လောက်ကြာသွားတဲ့အခါမှာရီယာအိမ်ကိုပြန်လာခဲ့ပါတယ်အားလုံးတခြားနားထောင်ပါ အခုကစပြီးရီယာကိုဘာစားတောက်မှမချက်ခံရဘူးသူလုပ်ပေးခဲ့တာကိုအချိန်တော်ကြာမြင်သွေးခဲ့ရပါပဲကျွန်တော်ဘာတခွန်းမှဝင်မပြောခဲ့ဘူးကျွန်တော်ကိုမယဉ်ကျေးလို့ပြောမှဆိုလို့ဒါကြောင့်ဘာမှဝင်မပြောခဲ့တာအခုဆီယောင်ကသူ့နှလားလားမိဖို့ကြောင့်လည်းဝင်ဝင်မှနေဖို့ပြောထားတယ်သူ့မှာမိသားစုကြီးနဲ့နေရတာကိုပျော်လို့တာဒါပေမဲ့သူ့အသက်ဒါပြဿနာဖြစ်ခဲ့မယ်ဆိုတာ तू မသိခဲ့ဘူးတမီရီယာအခုကစပြီးအ ਨੇ ဆုံးတစ်နှစ်လောက်အိမ်လုပ်တွေဘာမှမလုပ်နေတော့နော်အဖေကျမမိသားစုများတာကိုတဘောကြပါလေအဲ့ဒီနေရာစား အိမ်တို့အိမ်သားတွေဟာရီယာကိုဘာအလုံးမှမခိုင်းကြတော့ပါဘူး။ဒါကြောင့်ရီယာဟာအများကြီးအနိုင်ယူနိုင်သွားခဲ့ပါတယ်။ပြီးတဲ့နောက်ဆာရှင်ဟာအိမ်ကိုတရားထားပေးခဲ့ပါတယ်။ဒီလိုနဲ့ရီယာပျော်ရွှင်စွာနဲ့အများကြီးအနိုင်ယူနိုင်နိုင်သွားခဲ့ပါတယ်။ဟုတ်ကဲ့ပါ။ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။ Channel လေးကို Like and Subscribe လုပ်ပေးသွားဖို့မမေ့ကြပါနဲ့နော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါဦးမယ်။ကျေးဇူးတင်ပါတယ်ရှင်။